အားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ကာတွန်းပုံမြင် channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်ဆက်ပြီးပိုရွေးချယ်ထားတဲ့ပုံမြင်လေးကတော့စုပေါင်းနေထိုင်ကြတဲ့မိသားစုစောတဲ့ပုံမြင်ပဲဖြစ်ပါတယ်ကျမကတော့အစစင်တင်ဆက်သူအန်နာပါဒီနေ့ရှင်ရှဗီရိုစီမာတူဒီတော်တမီလေးတယောက်ရှိပါတယ်သူရဲ့နာမည်ကတော့ဆာဗီပါစာဗီကိုမိဘတွေကအရန်ချစ်ကြပါရဲ့။တကယ်မှာတော့ရွာမနေထိုင်နေကြတဲ့ဦးလေးနဲ့အတော်စာဗီတို့အိမ်လာလေပါရဲ့ ဖခင်ဖြစ်သူကသမီးလေးကိုအတန်းပေးပြီးပြောလိုက်ပါတယ်။ကဲသမီးရေဒီမနေ့ဦးလေးနဲ့အတော်လာလေတယ်။လဖေးလေးပါလေရေလေးပါလေယူလာခဲ့အောင်။စာဗီကလည်းသူ့အမေကို ပြန်ပြောလိုက်ပါတယ်။အမေကလည်းလဖေးလေးခွအကြောင်းဖြောရမှာသမီးမဖြောနိုင်ဘူးအမေပဲတော့ဖြောလိုက်တော့နော်။နေရလေတတော်လေးကိုအလုံးမလုံးချင်တာပဲသမီးရေ။အဲ့တဲ့အိမ်မလာလို့လဖေးလေးခွတ်မဖြောချင်ဘူးဆိုရင်တော့လက်ထပ်ပြီးနောက်ရခမအိမ်မနဲ့ဘယ်လိုသွားနေမလဲ။ ။ဇာဘီကလည်းရီမောပျော်ရွှင်စွာနဲ့ပဲပြောလိုက်ပါရယ်။အမေကလည်းသမီးအဲ့ရကနေနိုးလာတဲ့အခါကျရင် အမေတမတ်ကိုယ်တိုင်ကသမီးကိုလက်ဖိဖြော်ကြိုက်မှာ။တော်ပါသမီးရဲ့ပေါက်ကရ40အိမ်မက်တွေမှတ်မနေနဲ့ထဆန်း။နေသာစုပေါင်းပြီးနေတဲ့မိသားစုကိုရသွားရင်ဘယ်လိုလုပ်မလဲနင်တရက်လို့မိဖို့ခံနေကထွက်ရတာကိုမဟုတ်တော့ဘူးအမေကလည်းအဲ့လိုမပြောပါနဲ့တမီးရဲ့သူရဲ့နှစ်ယောက်ပဲရှိတဲ့ကဘာတဲကိုသွားခွင့်ရပါစေလို့အမေအနေနဲ့ပြောတင်တာပေါ့ ငါပြောတဲ့စကားကိုနားထောင်စမ်းပါသမီးရဲ့နင်ဖြစ်ချင်တဲ့အတိုင်းအရာအားလုံးဖြစ်မယ်လို့ထင်နေရလားကဲထထထအမြန်ထလဖေးတော့ဖြော်နဲ့ခဏနေကြရင်ငါပြန်လာခင်မယ်ဇာဖီကတော့မိသားစုဝင်တွေပေါင်းစုနေထိုင်တာကိုနည်းနည်းလေးမှသဘောမကျပါဘူးအိမ်မှာဧည့်သည်တယောက်နှစ်ယောက်လာရင်တော့သူမကြိုက်တာမဟုတ်ပါဘူးဇာဖီလဖေးဖြော်ပြီးယူသွားခဲ့တဲ့အခါမှာဦးလင်းနဲ့အတော်ကလည်းပြောလိုက်ပါတယ်ငါတို့တူမလေးကအခုဆိုအရွယ်ရောက်နေပြီနော်လဖေးတောင်ကိုယ်တိုင်ဖြော်တတ်နေပြီ သူကဘွဲရပြီးရတော့မှအရွယ်ကရောက်သေးရမဟုတ်ဘူး။သူ့ကိုအခုအမြန်ဆုံးလက်ထပ်ပေးရမယ်။ဖေရတော့လေတကယ်ပါပဲ။ဘဲအချိန်ပဲကြည်ကြည်လက်ပဲလက်ထပ်ခိုင်းနေရဲ့။လနေငယ်ကြမြင်သွားခဲ့တဲ့အခါမှာဆာဖီကိုလာတောင်းရန်ခဲ့ကြပါရဲ့။သူတို့သားဘက်ကညီကို၅ယောက်ရှိပါရဲ့။ဆာဖီနဲ့လက်ထပ်မှာအငယ်ဆုံးညီလေးဖြစ်ပြီးညီအကိုတွေအားလုံးကအလောက်ကင်ကောင်းကြပါရဲ့။မိသားစုတွေကလည်းအရန်ကိုချမ်းသာလို့နဲ့အတွက်ဖာခင်ဖြစ်သူကသူ့တမီးလေးနဲ့လက်ထပ်ပေးဖို့အတွက်သဘောတူပေးလိုက်ပါရဲ့ ဆာဗီကိုတစ်ဖက်ကလာကြည့်ခဲ့ကြပြီးပြောလိုက်ပါတယ်။ဆာဗီငါတို့မိသားစုဝင်တွေအကုန်လုံးကအတူတူနေကြတာ။မိသားစုကအယောက်20လောက်ရှိတယ်။လွန်ခဲ့တဲ့15နှစ်လောက်ထဲကငါမရှိဆိုရင်တော့ဒီမိသားစုနဲ့ပဲအတူတူနေထိုင်နေခဲ့တာ။မင်းငါအိမ်မှာအဆင်ပြေအောင် နေနိုင်ပါမလား။ဆာဗီကသူ့ရဲ့မိဘတွေကိုကြည့်လိုက်တဲ့အခါမှာမိဘတွေကခေါင်းညှိပြလိုက်ပါတယ်။ဆာဗီကလည်းမိဘတွေကိုကြောက်လွန်နေတဲ့အတွက်မတက်တာပဲခေါင်းညှိခဲ့ရပါတယ်။ ဒီတော့မှတော့ချက်ချင်းပဲသူမလက်ထပ်ပြီးရောက်ကမအိမ်ကိုရောက်ရှိသွားခဲ့ပါတော့တယ်။စာပြီးအိမ်ကိုရောက်သွားတဲ့အခါမှာတော့ကလေးငယ်လေးတွေစော်ကစားနေအောင်ကိုတွေးခဲ့ရပါတယ်။မိသားစုတွေအကုန်လုံးရှောက်သွားနေကြတဲ့ပုံစံကလည်းမသိရင်ဈေးထဲမှာလူတွေရှုပ်နေတဲ့ပုံစံအတိုင်းပါပဲ။ချွေးမအစ်စ်လေးကိုကြိုးဆိုဖို့အတွက်တရက်ကွက်လုံးကလူတွေများရောက်လာသလားအောင်မေ့ရပါတယ်။ရွေးရထုံတန်းအစလာရီအာလုံးပြေးစီသွားခဲ့တဲ့ခင်။စာဗီအခန်းထဲကိုဝင်သွားတော့မှသူမတပ်ပြင်းချနိုင်သွားပါလေ ခဏနေတော့ရောင်မရေရောင်မရေလို့ပြောနေရင်လည်းသူရဲ့ရောင်မအငယ်ဆုံးလေးနှစ်ယောက်သူမအခန်းထဲလာထိုင်နေခဲ့ပြန်ပါရဲ့စကားတွေပြောနေရင်လည်းသူမလည်းအတော်လေးကောင်းကိုက်နေခဲ့ပါပြီခဏနေတော့ကလေးတွေအားလုံးသူမအခန်းထဲဝင်ရောက်လာခဲ့ပြီးကစားနေခဲ့ကြပြန်ပါရဲ့အိုဖီးယားတခင်ဒုက္ခပဲဒါအိမ်လာတလိမ့်ဆန်ရှုံလာတခဏလေးရောင်မအေးအေးစစေးမနေရဘူးငါ့မိဘအင်ကပိုရောင်းတာသေးရဲ့စာသားအခန်းထဲကိုဝင်သွားတာနဲ့အားလုံးထွက်ခွာသွားကြပါရဲ့နေပါအောင်ရှင်တို့က ကလေးတွေလားဘာတွေလဲဘာလို့ဒီလောက်တောင်မှစုညံပွက်လို့ရိုက်နေရတာလဲကျမအတော်လေးနားရည်အော်မင်းရလဲကွာဒါကငါရဲ့တူလေးတွေတူမလေးတွေငါတို့ကိုအရန်ချစ်တယ်တို့ကိုဘာမှမပြောနဲ့နော်ကလေးတွေဆိုတာကတော့ဒီလိုပဲလေကွာနောက်နေ့မနေ့ခုနှစ်နာရီထိုးသွားတဲ့အချိန်ထိစာဗီကတော့အိတ်နေခဲ့ပါတယ်ဒီအချိန်မှာရောင်မအကြီးဆုံးအခန်းထဲဝင်ရောက်လာခဲ့ပြီးတော့ပြောလိုက်ပါတယ်စာဗီရေထားတော့လေဘာလုပ်နေရလဲအချိန်ကိုလဲကြည့်အောင်မနက်9နာရီထိုးနေပြီ။အော်ဟုတ်တာပေါ့အမရဲ့ မနက်9နာရီထိုးသွားပြီနော်ဒီနေ့ကျမအစောကြီးထမမိတ်သွားရခြင်းအရန်ကိုပင်မန်းတာနဲ့အိပ်ပျော်သွားခဲ့ရကျမအိယာကနေအစောကြီးထတင်တာပေါ့ရတယ်ရတယ်ကိစ္စမရှိဘူးဒါမျိုးဆိုတာကဖြစ်တဲ့အခုနေရေမိုးချုပ်ပြီးအမြန်ဇုံမီဖို့ကန်နေဝင်လာခဲလိုက်တော့နင်းပထမဦးဆုံးမိဖို့ကန်နေဝင်ရမယ်နေဆိုတော့နင်းဖြော်ပေးတဲ့လက်ဖက်ရည်ကိုပဲအားလုံးကတောက်ကြမှာစာဗီကလည်းအတော်လေးကိုစဉ်းစားနေခဲ့ပါသေးတယ်သူ့အမေပြောခဲ့ပိုးတဲ့စကားတွေအားလုံးကိုလည်းတပံပြန်လဲသတိရနေခဲ့ပါသေးတယ် သူမအခန်းထဲကနေအပြင်ကိုထွက်ကြည့်ခဲ့တဲ့အခါမှာတော့တရက်ကွာအလုံးသူ့အိမ်ကိုရှောင်းနေတယ်လို့ခန်းစားလိုက်ရပါတယ်။သူမအရန်ကိုစိတ်ညစ်သွားတဲ့အကြွာပြောလိုက်ပါတယ်။ဒါလောက်လူတွေအများကြီးအကြွာလဖေးဘလို့ဖြောရမလဲ။ငါကအရင်နှောင်းကလဖေးလေးကွက်ဖြောခိုင်းနေတော့မှကြောက်လန့်နေရ။ကဲဒီမှာအဖေကစီးကြိုရှိတယ်ဆိုတော့အဖေအတွက်လဖေးရေကိုတကြားလုံးဝမထည့်ဘဲနဲ့ဖြောရမယ်နော်။နောက်တစ်ယောက်ကဝိတ်ချနေရဆိုတော့သူ့အတွက် green tea ဖြောပေးလိုက်။ ငါကလဖေးကိုချောချောလေးတောက်တာဆိုတော့ငါအတော်လဖေးဖြောင်းရင်တကြားပို့ထက်ခဏနေတော့နောက်ထပ်ချွေမသုံးယောက်ရောက်ရှိလာခဲ့ပါလေငါတို့အတော်လဖေးဖြောင်းမယ်ဆိုရင်တော့ဂျင်းထက်ဖြောင်းပြီးနော်စာဗီကလည်းခေါင်းတွေအရန်ကိုမူးနောက်လာခဲ့ပါလေဒါလောက်များတဲ့အလုပ်တွေအားလုံးကိုငါအခုမနှက်ခင်လောက်ရမယ်ဘလို့လောက်ရမှာလဲဘယ်သူကများချွေမအစ်စ်လေးကိုဒီလောက်ထိများတဲ့အလုပ်တွေကိုခိုင်းလို့လဲငါဒီနေ့မကောင်းတဲ့လဖေးကြီးဖြောင်းပေးလိုက်မယ်ဒါဆိုရင်တော့နောက်ဘယ်တော့မှသူတို့ငါ့ကိုလဖေးဖြောင်းခိုင်းမှာမဟုတ်ကြဘူး ဒီလိုနဲ့ချွေမလေးကလည်းလဖေးကိုတပုံစံတဲဖြော်လိုက်ပါတယ်။တကြားတွေလည်းအများကြီးကောက်ထဲလိုက်ပါတယ်။တောက်ပြီးသွားခဲ့တဲ့အခါမှာတော့အိမ်သူအိမ်သားတွေပြောကြပါရီ။ချွေမလေးအခုချိန်ထိလဖေးမဖြော်တတ်သေးဘူးနဲ့တူတယ်။နင်းလင်ညီမတွေအိမ်မှာရှိတယ်သူတို့အားလုံးသင်ပေးလိုက်မယ်။နေ့နေ့ကင်မှာထမင်းချက်ပြောရမယ့်အချိန်နောက်ထပ်လင်ညီမတယောက်ကပြောပါရီ။အမကြီးဒီလောက်များတဲ့ဂျုံတွေဘာဖြစ်လို့နေနေရလဲ။ကျမတို့ရက်ွက်ထဲမှာအလှူလုံးမလို့လား။ငါတို့အိမ်မှာမိသားစုဝင်က16ယောက်ရှိရလေ။ ကျမတို့အိမ်မှာဆိုလို့ရှင်တော့မိသားစုအားလုံးပေါင်းပြီးရိုတီလေး၈ချက်လောက်ပဲလုပ်ရတာအမေကတော့လေတကယ်ပဲမိသားစုတွေအကုန်လုံးကိုတနေရာမှာပဲစုပြီးထားလို့အလောက်တောင်မှအလုပ်တွေကိုလုပ်နေရတာပေါ့ဂိုက်တရီကလည်းသူ့ရောင်မအစ်တလေးစကားကိုကြားခဲ့ရတဲ့အခါမှာတော့ရီမောနေခဲ့ပါတယ်နောက်ထပ်ရန်နေငယ်ကြသွားခဲ့တဲ့အခါမှာဆာဗီတယောက်တော်လေးနေမကောင်းဖြစ်နေခဲ့ပါတယ်သူမယောဂအခြေအနေဆိုးရွားနေတယ်ဆိုတာကိုလည်းသိခဲ့ရပါတယ်သူမအနေမကောင်းဖြစ်နေအောင်ကိုတွေးကြရတဲ့အခါမှာရောင်မတွေအားလုံးကလည်းသူမကိုပြုစုပေးခဲ့ကြပါသေးတယ် သူမအတွက်ဆေးတွေလက်ဖက်ရည်တွေကိုဖျော်ပေးခဲ့ကြပြီးသူမကိုအနီးကပ်ပြုစုစောက်ရှောက်ပေးခဲ့ကြပါတယ်။ရခမကလည်းသူ့ကိုအမြဲတမ်းလာကြည့်ပေးပါတယ်။ရခတိဖြစ်သူကိုယ်တိုင်ကလည်းစွန့်ရင်ပူပန်နေတတ်ပါတယ်။အပြင်ကနေအချင်းတွေကိုလည်းအမြဲတမ်းမေးမြန်းနေတတ်ပါသေးတယ်။ကလေးတွေကကစားဖို့တောင်မေးသွားခဲ့ကြပြီးသူတို့အတော်နာခဏခဏရောက်ရှိလာခဲ့ပြီးမေးခဲ့ကြပါတယ်။စာသက်ကြီးအိမ်မှာကျမကြောင့်အားလုံးကလည်းစိတ်ညစ်နေကြရတယ်။ကျမနေပြမကောင်းမချင်းကျမအိမ်ကိုပြန်နေလိုက်မယ်လေ။ ကျမရဲ့မိဘအင်ကိုကျမကိုပြန်ပို့ပေးလိုက်တော့နော်ဒီမှာကျမကောင်းကောင်းနေလို့မရပါဘူးတယောက်မဟုတ်တယောက်အများရန်ကျမကိုလာပြီးတော့နှောက်ရှက်နေကြတယ်ဒီမိသားစုဝင်ကြီးကြောင့်ကျမတကယ်အတော်လေးကိုစိတ်ပြတ်နေပြီတိလားကဲကောင်းပြီဆိုပြီးရဲ့မင်းလည်းမင်းရဲ့မိဘအင်ကိုမပြန်ရတာအတော်လေးကြာနေပြီဆိုတော့ငါပြန်လိုက်ပို့ပေးမယ်ဟိုရောက်သွားမယ်ဆိုရင်တော့မင်းလည်းစိတ်အပြောင်းလဲနည်းနည်းဖြစ်သွားလိမ့်မယ်ဒီလိုနဲ့ဆိုဖီကလည်းတယောက်ကြာအိမ်ပြန်လိုက်ပို့တဲ့အတော်အင်ကိုပြန်သွားခဲ့ပါတယ် အဖေနဲ့မေဘာဖြစ်လို့ဒီမိသားစုကြီးရဲ့ကျွန်မကိုလက်ထပ်ပေးပြီးလွတ်ခဲ့ရတာလဲဘာလို့လဲသမီးရဲ့သူတို့အားလုံးကငါသမီးလေးကိုမချစ်ကြဘူးလားဖေကလည်းအချစ်တွေပါတယ်ခဏထားပါအလုပ်တွေဘလောက်တောင်မှအများကြီးလုပ်ရလဲဆိုတော့ကိုရောသိရလားရှရတယ်သမီးရဲ့ကိစ္စမရှိဘူးအခုတော့အိမ်ကိုအေးအေးလေးစစ်စစ်ပြန်နော်အခုလောဆယ်နေငါ့ရဲ့အိမ်မှာပဲခဏလေးအနားယူပါဦးစာဗီကဒီလိုနဲ့သူ့ရဲ့မိဘအိမ်မှာပဲနေထိုင်နေခဲ့တာအချိန်15ရက်ကျော်ကုန်ဆုံးသွားခဲ့ပါပြီ သူမရဲ့ကျမရဲ့အခြေအနေကအများကြီးကောင်းမွန်လာတာမရှိပါဘူး။အမေဖြစ်တော့ကလည်းအိမ်လုပ်တွေအားလုံးကိုတရားဥပဒေထဲလောက်ကိုင်နေခဲ့ရတဲ့အတွက်သူမကိုကြည်ဖို့မအားပါဘူး။သူမအားလက်သွားပြီဆိုလို့ရှင်လဲ TV သားထိုင်ကြည့်နေခဲ့ပါရယ်။ဖခင်ဖြစ်တော့ကလည်းအလုပ်ကိုထွက်ခွာသွားခဲ့ရပါရယ်။စာဗီးကလည်းသူ့ရဲ့အမေကိုပြောလိုက်ပါရယ်။အမေတမီခေါင်းတွေတအားကြိုက်တယ်။ဟဲ့ဟုတ်လားနေခေါင်းကြိုက်လို့လား။ခေါင်းကြိုက်တယ်ဆိုရင်တော့ခေါင်းကြိုက်ပြောက်စေတောက်လိုက်လေ။အဖေရဲ့တမီနာခဏလာထိုင်ပေးပါအောင်တရားဥပဒေအရန်ပြန်မှန်းတာပဲ။ တော်ပြီတမီးရဲ့အဖေထပ်ပြီးတော့မထိုင်နိုင်တော့တရက်လုံးထိုင်ပြီးတော့အလုံးလုံးနေရတာအရန်အောင်ပင်းမနေခါရီကလည်းအရန်အောင်နာနေပြီဆိုတော့အခုအခန်းထဲသွားပြီးခဏလေးအနာသွေးရှူလိုက်အောင်မယ်ဒါဆိုရင်တော့အမေကျမရဲ့ခမကကျမအတွက်ဆေးခါအမြဲဖြော့ပေးတယ်အဲ့လိုမျိုးဆေးခါလေးတစ်ခွက်ဖြော့ပေးပါလားအရကိုတောက်လိုက်ရင်နည်းနည်းတတ်တာတယ်လို့ခန်းစားရတယ်အမေဆေးထပ်ပို့ပြီးတော့ဘာမှကောင်းတာမဟုတ်ဘူးတမီးရဲ့အဲ့ဒါကြောင့်ဆေးတောက်ပြီးအိတ်လိုက်တော့ဒီအချိန်မှာစာဖီးကလည်းစဉ်းစားနေခဲ့ပါတော့တယ် ငါရခွမအိမ်မှာနေတော့ကအားလုံးကဘလောက်တောင်မှဂရုစိုက်ပေးလိုက်ကြလေငါဘာတခုမှပြောစီရမလို့ဘူးငါနာမှာရှိနေပေးကြပြီးတော့ငါကိုအကူအညီပေးခဲ့ကြတယ်ငါရဲ့အိမ်ကိုပြန်လာတော့ငါဘလောက်တောင်မှအထီးကျန်နေလိုက်ကြလေမိသားစုဝင်တွေအကုန်လုံးနဲ့အတူတူနေနေရပေမဲ့ငါတယောက်တည်းဖြစ်နေတယ်လို့မျိုးကိုခံစားနေရတယ်ဆာဗီကလည်းတယောက်ကြောက်ကိုအမြန်ဆုံးဖုန်းခေါ်ပြီးနောက်မှာတော့ပြောလိုက်ပါတယ်ဒီမှာရှင်ကျမအမြန်ဆုံးဒီကနေ့ပြန်လာခေါ်လိုက်တော့ကျမဒီမှာထပ်ပြီးတော့မနေနိုင်တော့ဘူး ဇာတက်ကလည်းတော်တော်လေးကိုအံ့အားတင်သွားခဲ့ပါရယ်ဒါပေမဲ့သူရဲ့မိန်းမကိုပြန်လာခေါ်ဖို့အတော်အချက်ချင်းရောက်ရှိလာခဲ့ပါရယ်ဘလို့ဖြစ်တာလဲစာဗီရဲ့အစဉ်ပြေးရလားမင်းရုတ်တရက်ကြီးသွားခြင်းတော့ကလည်းအမြန်ထသွားတယ်အခုအချက်ချင်းပြန်လာခြင်းပြန်ပြီဘာမှတော့မဟုတ်ပါဘူးယောက်ျားရဲ့ကျမအခုနားလဲသွားပြီတိလားမိသားစုတွေအကုန်လုံးအတူတူပေါင်းစုပြီးနေထိုင်တာဘလို့တောင်မှကောင်းကျိုးတွေရှိလဲဆိုတော့ကိုကျမအခုသဘောပေါက်ပါပြီကျမအရင်တုန်းကလေးကမိသားစုဝင်နည်းနည်းလေးနဲ့ပဲနေထိုင်ခဲ့တာလीကိုမိသားစုနဲ့ကိုနေထိုင်ခဲ့တာဆိုတော့ မိသားစုဝင်အကြီးကြီးနဲ့ဘလုံးနေထိုင်ရမလဲ။ဘာကောင်းကျိုးတွေရှိလဲဆိုတာကိုကျမတကယ်မသိခဲ့ဘူး။ तुम ဝမ်းနေလုံလုံမျက်ရည်တွေကျနေခဲ့ပါလေ။ကျမဘလောက်တောင်မှမှားရွှင်းခဲ့လဲဆိုတာကိုကျမသိပါပြီယောက်ျားရဲ့။မိသားစုဝင်တွေအများကြီးရှိတဲ့အခါကျတော့ကျမချစ်ချင်မတာတွေကိုအများကြီးပိုင်းဆိုင်ခွင့်ရတယ်။အခုတော့ကျမမိသားစုရဲ့ကနေထွက်ပြေးဖို့အတွက်ကျမဘယ်တော်မှထပ်ပြီးမစင်းစားတော့ဘူး။စာဒက်ကလည်းဝမ်းသာပြောရွှင်သွားခဲ့ပါရဲ့။အေးပါစာဗီရဲ့နင်းအခုလိုနားလဲသွားတဲ့အတွက်ငါအရင်ကဝမ်းသာတယ် ဒီနောက်သူတို့ကဝမ်းတောက်ပျော်ရွှင်စွာနဲ့မိသားစုဝင်တွေစီပြန်သွားခဲ့ကြပါတယ်။နောက်ထပ်တင်ဆက်ပေးသွားမယ့်ပုံမြင်လေးကတော့မင်္ဂလာဆောင်ရိုးရထုံတဲ့အစလားဆိုတဲ့ပုံမြင်ပဲဖြစ်ပါတယ်။အန်ဂျူးနဲ့မန်ဂျူးဆိုတာကတော့အမွာညီမနှစ်ယောက်ပဲဖြစ်ပါတယ်။သူတို့နှစ်ယောက်ပုံစံကအရန်ကိုစင်တိုလုံးနဲ့အတူသူတို့ကိုဘယ်သူဆိုတာခွဲခြားဖို့အတော်လေးခက်ခဲလုံးပါတယ်။ရောက်ချင်အရန်ကိုစင်တိုနေခဲ့ကြပါမယ်သူတို့ရဲ့အကျင့်တွေကတော့မိုးနဲ့မြေလောက်ကိုကွာခြားလွန်ကြပါရဲ့အန်ဂျူကတော့အေးစက်တည်ငြိမ်ပြီးနားလည်မှုရှိတဲ့မိန်းကလေးတစ်ယောက်ပါ မန်ဂျူကတော့ဘာအလုံးမှမလုပ်ချင်တဲ့အလုံးတစ်ခုဖြစ်ပြီးငပြင်းတယောက်ဖြစ်ပါတယ်။တရမှာတော့အန်ဂျူမနက်အစောကြီးထားပြီးအလုံးလုံးနေခဲ့ပါတယ်။ကဲတမီးရေတော်ရတော်ရအမေရန်ဒီလိုအစောကြီးထားပြီးတော့အလုံးကိုလုံတော့မန်ဂျူအမေတမီးကမန်ဂျူမဟုတ်ဘူးအန်ဂျူလေမန်ဂျူကတော့အခုချိန်ထိအိပ်ပျော်နေတော့ပဲအမေရဲ့နင်တို့ကရုပ်ချင်အရန်စင်တူပါတယ်ဆိုနေမှာအဝိစာကိုလည်းဘာဖြစ်လို့အတူတူဝစ်ကြတာလဲ။ဒါကြောင့်ငါနင်တို့နှစ်ယောက်ကိုမခွဲခြားတတ်တော့တာလေ။ဒီနေ့သူ့ငါထောင်းအောင်မယ်။ ငပြေးမသူဘယ်တော့ပြောင်းလဲမလဲကဲပြောပြောပြောဘယ်အချိန်ထမှာလဲပြောဘယ်အချိန်ထိနေအခုလိုမျိုးပဲအိတ်နေအောင်ပါလဲနေလေခင်အထီအိတ်နေမလားတမီးခဏလေးအိတ်မယ်အမေရဲ့အိတ်ခွင့်ပေးစမ်းပါနော်ခဏနေအောင်ငါအခုချက်ချင်းထုတ်ကောက်လာခင်မယ်အဲ့ဒီအချိန်ထိနေအိတ်နေအောင်အိတ်ခွင့်ပေးပါအမေဆိုပြီးတော့နေပြောနေအောင်နေဘာလို့ဒီလောက်ကြမှာပြင်းနေရတာလဲတမီးရဲ့နေအလောက်ထိပြင်းနေမယ်ဆိုလို့ရှင်တော့ဒီနေ့ငါနေ့ကိုရိုက်ကိုရိုက်မယ်နေဒီနေ့အရိုက်ခံထိပေါ်တာပြင်ထားလိုက်တော့ ဒီလိုနဲ့အမေဖြစ်သူကလည်းသူ့ရဲ့တမီလေးကိုလာရိုက်နေခဲ့ပေမဲ့ရိုက်နေခဲ့တာကမန်ဂျူမဟုတ်ပဲအန်ဂျူဖြစ်နေခဲ့ပါတယ်။အမေဒါပါလို့တာလဲအမေရဲ့ဘာဖြစ်လို့ကျမောင်ရိုက်နေရတာလဲခဏနေပါအောင်တမီတမီကအန်ဂျူနော်အမေမန်ဂျူမဟုတ်ဘူးတော်ပါတော့ခဏနေပါအောင်ဒါဆိုရင်တော့မန်ဂျူကဘယ်ကိုရောက်သွားတာလဲအမေစီမအရိုက်ခံရမှာဆိုလို့တဲ့အခုနလေးရင်ပဲအပြင်ကိုပြေးထွက်သွားတယ်။တကယ်ပါပဲငါရဲ့ကန်းကိုကစိုးတာပါ။ဒီမိန်ကလေးဘယ်တော့မှပြောင်းလဲမှာမဟုတ်ဘူး။ပြောပြီးတော့မှတော့ဓမ္မကငိုနေခဲ့ပါတယ်။ အမေကလည်းဒီကိစ္စလေးအတွက်နဲ့ငိုတော့မှငိုနေရသလားဘာဖြစ်လို့ငိုနေရတာလဲသမီးရေပြင်းရည်ဆိုတာကအဲ့လောက်ထိကောင်းတာမဟုတ်ဘူးလေသူ့ကိုဒီပုံစံအတိုင်းလှထားပေးလို့ဘယ်ဖြစ်မလဲနောက်ဆိုရင်တော့လက်ထပ်ပြီးတခြားသူအိမ်မှာတော့နေရမှာအဲ့ဒီခါကြာလို့ရှင်တော့သူဘလို့နေထိုင်မလဲအမေရဲ့အရာအားလုံးအဆင်ပြေသွားပါလိမ့်မယ်ဗာရီမားတလောက်တမှာစိုးရင်ပူပန်နေရတာလေသမီးတယောက်လုံးရှိပါတယ်သမီးရဲ့ညီမလေးကိုဘာမှဖြစ်ခွင့်ပေးမှာမဟုတ်ဘူးအန်ဂျိုကတော့သူ့ရဲ့ညီမလေးမန်ဂျိုကိုအမြဲတမ်းရှင်ပြခဲ့ပါတယ် ဒါပေမဲ့မန်ကျူကအမပြောတဲ့စကားကိုနားမထောင်ဘဲသူ့လှုပ်ချင်တာကိုဒါအမြဲလှုပ်ပါလေ။ကဲမန်ကျူသေချာနားထောင်။အမေငါတို့အတော့တဘောအောင်ဘလောက်တောင်ဒုက္ခတွေခံခဲ့ရလဲဆိုတာကိုတော့သိတယ်မလား။အဲဒါကြောင့်အမေအနေနဲ့ထပ်ပြီးဒုက္ခမရောက်အောင်ငါတို့နှစ်ယောက်လုံးကစောင့်ရှောက်ပေးရမှာလေ။ဟုတ်တယ်မလား။ငါကဘဝကိုပျော်ရွှင်စရာကောင်းအောင်လို့နေထိုင်ချင်တာ။ငါတို့ပျော်ရွှင်ရွှင်နေရနဲ့အမေဒုက္ခရောက်တာနဲ့ဘာဆိုင်လို့လဲ။နင်တယောက်တည်းပဲအဲ့ဒီတာဝန်တွေဝတ်တရားတွေကိုယူထားလိုက်။ငါတော့အေးအေးစစ်စစ်ပဲနေချင်တယ်။ ကျော်ဒီမှာရေခဲမုတ်စားအောင်မလားစားကျင်နေဆိုရင်တော့စားလိအဲ့ဒီရေခဲမုတ်နင်းပဲစားစားမှာဟဲ့နင့်ကိုရှင်းပြရတာလေနေရံနဲ့ခေါင်းစောင့်တာပိုတောင်းတွေအောင်မယ်အန်ဂျူနဲ့မန်ဂျူတို့ညီမနှစ်ယောက်လုံးကတော့တက္ကရိုလ်ကြောင့်အတူတူတက်နေခဲ့ကြပါရီကျွန်တော်နှစ်ယောက်ကရုပ်ရမ်းဆင်တဲ့အတွက်လူတွေကလည်းသူတို့ကိုအမှန်မှားကြပါရီအန်ဂျူကိုမန်ဂျူမန်ဂျူကိုအန်ဂျူလို့ထင်မှတ်နေခဲ့ကြပါရီတကယ်မှာတော့မန်ဂျူရဲ့တငယ်ချင်းကအန်ဂျူကိုလာပြောခဲ့ပါရီကဲမန်ကျူရေငါတို့ဒီတစ်ခေါက်လေးလာခီထွက်ကြမလားတငယ်ချင်းတွေအားလုံးနဲ့အတူတူပြောစရာကောင်းပါပဲ ကျမကမန်ကျူးမဟုတ်ဘူးအန်ကျူးပဲဒါနဲ့သူနဲ့အတူတူဘဲကိုသွားမယ်ဆိုတဲ့အကြောင်းကိုလာပြောနေရလေလိလာရဲ့ခရီးထွက်နေရင်လည်းအပြင်သွားကြမယ်လေတငယ်ချင်းတွေနဲ့ရွှေရှင်လည်းသွားကြည့်ချင်တယ်လို့ပြောတာပါတော်စမ်းမနင်သူ့နာကနေဝဝေးနေသူ့နာကိုလုံးဝမကန့်နဲ့နော်ငါနောက်တစ်ခေါက်ထပ်ပြီးတော့မပြောချင်ဘူးနင်လျှောက်သွားချင်တယ်ဆိုလို့ရှင်တော့တခြားမိန်းကလေးတယောက်ကိုပဲသွားရှာလိုက်ငိုင်းညီမလေးကိုတော့နင်အခုလိုမျိုးလာမခေါ်နဲ့အချိန်တွေတဖြည်းဖြည်းကုန်ဆုံးသွားခဲ့ပြီးနောက်မှာတော့ ရမိုင်းအကိုအကြီးဖြစ်သူကတရက်အိမ်ကိုလာလေခဲ့ပါရီ။ကဲညီမလေးရေငါတော့နေရဲ့တမီနှစ်ယောက်လုံးကိုလက်ထပ်ပေးဖို့အိမ်အောင်ချပေးဖို့အတွက်ကောင်းမွန်တဲ့ကောင်းလေးတွေလိုက်ရှာထားတယ်။ကောင်းလေးတွေကအရန်ကိုကောင်းကြတယ်။ပြီးတော့သူတို့တွေကလည်းအမွှားညီအကိုတွေပဲ။အစိုးရအလုပ်ကောင်းကောင်းကိုလည်းလုပ်နေကြတယ်။ဒါဆိုရင်ကောင်းတာပေါ့ရှင်ကောင်းတာပေါ့အတော်လေးကောင်းတယ်။ကျမရဲ့တမီနှစ်ယောက်လုံးအေးအေးဆေးဆေးသွားနေလို့ရပြီ။မင်္ဂလာဆောင်ကိုအမြန်ဆုံးပဲစီစဉ်လိုက်ပါတော့ကျမတို့ဘက်ကနေပြီးတော့သဘောကျတယ်တိလား။ ကောင်းပြီကောင်းပြီဒါဆိုလို့ရှင်တော့ငါဘက်ကနေစကားဆက်ပြောလိုက်တော့မယ်နော်ဒီအကြောင်းလေးကိုကြားသိကြရတဲ့အခါမှာအန်ဂျူကတော့ဖရာသခင်ကိုကျေးဇူးတင်လိုက်ပါတယ်ကောင်းတယ်ကောင်းတယ်ဘလို့မဆိုငါတို့ညီမနှစ်ယောက်လုံးတိုင်ထဲမှာအတူတူသွားပြီးတသက်အောင်နေထိုင်ကြရတော့မယ်တကားတကယ်ပျော်ရွှင်စရာကောင်းတဲ့ကိစ္စတခုပဲမန်ဂျူလည်းဘာပြဿနာမှထပ်ပြီးတော့ကြမှာမဟုတ်တော့ဘူးမန်ဂျူကတော့သူ့မယ်စီစဉ်ပေးတဲ့ဒီမင်္ဂလာဆောင်ကိုလုံးဝသဘောမချခဲ့ပါဘူး။သူမတော်တော်လေးကိုစိတ်ဆိုးသွားခဲ့ပါရဲ့။သူ့မယ်ကိုလည်းသူကပြောလိုက်ပါသေးတယ်။ အမေရဲ့တမီးလက်မထက်ချင်သေးဘူးအမေရဲ့တမီးနောက်ထပ်ရက်အနေငယ်တော့အေးအေးဆေးဆေးလွတ်လွတ်လပ်လပ်အသက်ရှင်ချင်သေးတယ်။နင်ကအေးအေးဆေးအသက်ရှင်ချင်တာလား။ဒါမှမဟုတ်ဟိုပေါက်လို့ပဲစားကောင်းနေရှောက်သွားချင်နေရလား။နင်ပါဇက်ပိတ်ထားစမှာအတော်လေးကိုရှာရှည်တယ်။နင်လက်ထပ်ပြီးသွားလိုက်တဲ့အိမ်ကိုတော့ငါဘယ်တော့မှလိုက်လာမှာမဟုတ်ဘူး။နင်နဲ့တအိမ်ထဲမှာငါလုံးဝလက်မထက်နိုင်ဘူး။ဒါပေမဲ့မတက်နိုင်ဘူး။နင်လည်းအဲ့ဒီအိမ်မှာပဲသွားရမယ်။ ငါအခုအတော်လေးကိုစိတ်ညစ်နေပြီနော်ငါကိုအသက်ရှင်လျက်တွေ့ကျင်သေးရဲ့ဆိုရင်တော့ဒီမင်္ဂလာဆောင်ကိုနင်းထပ်ပြီးတော့ကြားမနေနဲ့မိခင်ဖြစ်သူရဲ့ဒီစကားကိုကြားခဲ့ရတဲ့အခါမှာမန်ကျိုးကမတက်တာပဲပါစပ်ပိတ်ထားခဲ့ရပါတော့တယ်ဒီနောက်မှာတော့ညီမနှစ်ယောက်လုံးကလည်းအမွာညီကိုနှစ်ယောက်နဲ့လက်ထပ်ခဲ့ကြတာပေါ့ရခမရင်ရောက်ရှိသွားခဲ့တဲ့အခါမှာရခမဖြစ်သူကချွေးမလေးတွေကိုရှင်းပြလိုက်ပါတယ်ချွေးမလေးတို့ရေငါတို့အိမ်မှာကောင်းကောင်းနေမယ်ဆိုရင်တော့လေးစားခံရမယ်မိသားစုဝင်တွေအကုန်လုံးကလည်းချစ်မြတ်နိုးကြလိမ့်မယ် မဟုတ်ဘူးဆိုလို့ရှင်တော့လင်းတို့ရောက်လာခဲ့တဲ့မိဘအိမ်ကိုနင်တို့ပြန်သွားနေနေရလိမ့်မယ်နော်အန်ဂျိုကတော့ရခမအိမ်မှာပထမဦးဆုံးနေမှာကလေးကအဆင်ပြေအောင်လို့နေထိုင်ခဲ့ပါတယ်မန်ဂျိုကတော့ဒီအိမ်မှာတစားကလေးမှနေချင်တာမဟုတ်ပါဘူးတာဝန်ရဝတ်တရားတွေကဘာတွေလဲဆိုတော့ကိုသူမမသိတယ်လို့မျိုးပါအလုပ်ကမလုပ်ချင်ခဲ့ပါဘူးသူမရဲ့မကောင်းတဲ့အကျင့်တွေကြောင့်အမားတွေတစ်ခုပြီးတစ်ခုသူမအမြဲတမ်းလောက်ကိုင်းနေဆဲပါပဲရိုတီကိုဘယ်လိုလောက်ထားတာလဲအားလုံးကကျူးနေတယ်တေချာနားထောင်မန်ဂျူရဲ့အမေမန်ဂျူလောက်ထားတာမဟုတ်ဘူးကျမလောက်ထားတာပါ နောက်တစ်ခေါက်ထမင်းဟင်းကိုဒီလိုချက်မယ်ဆိုရင်တော့မိဖို့ကံနဲ့မဝင်တော့နဲ့နင့်ကိုတရက်အလုံးအိမ်တန့်ရှင်လောက်ခိုင်းနေမယ်ကြားလားဟုတ်ကဲ့ပါအမေဟုတ်ကဲ့ပါထမင်းဟင်းတွေတူးသွောင်းအောင်ချက်တာကတယောက်ဖြစ်ပြီးနောက်တယောက်ကအပြစ်တွေကိုဝန်ခံပေးနေခဲ့ပါတယ်အန်ဂျူကတော့သူရဲ့ညီမလေးမန်ဂျူကိုပြောင်းလဲသွားစေချင်လို့ဒီလိုမျိုးတွေလုပ်ပေးနေခဲ့ပေမဲ့မန်ဂျူလုံးဝမပြောင်းလဲလာခဲ့ပါဘူးငါလုပ်တဲ့အလုပ်တွေအကုန်လုံးကိုနင်ကိုယ်တိုင်ကအမှားသွားဝန်ခံနေတယ်ဘာလုပ်တာလဲငါ့ကိုကယ်တင်ပေးဖို့အတွက်နင်ဘာမှစူးစမ်းနေစရာအကြောင်းမရှိဘူးနော် ဘာလို့လဲဆိုတော့ငါဒီမှာမနေခြင်းဦးဒီမှာမနေခြင်းလို့ငါတမင်တက်တက်လောက်နေရလေနင်းကြိုက်တာပြောညီမလေးရေငါအသက်ရှင်နေသေးတော့နင်းဒီကနေသွားလို့မရဘူးတားဖို့စဉ်းစားမနေနဲ့ရှောင်းသွားမှာတကယ်မတော့အန်ဂျူစီကိုသွားနေခဲ့တဲ့အချိန်မှာခဏအကြာမှာမန်ဂျူကလည်းပြင်ဆင်ပြီးထွက်ခွာသွားခဲ့ပါရီမန်ဂျူကသူ့ရဲ့အကြောင်းကတငယ်ချင်းစွာရပ်နဲ့သွားတွေ့လိုက်ပါရီမန်ဂျူရေမင်းမရှိဘဲနဲ့ကိုထပ်ပြီးမနေနိုင်တော့ဘူးတီလားခဏလေးတီးခန့်လိုက်စမ်းပါကျမလည်းအဲ့ဒီအိမ်မှာနေရတာအတော်လေးကိုစိတ်ပြတ်တယ်တီလား ကျမရောက်တော့ကွာရှင်းပြီးရောရှင်းစီကိုအမြန်ဆုံးလာခဲ့မယ်စိတ်ပူမနေနဲ့မဟုတ်ဘူးအလောက်ထိမစောင့်နိုင်ဘူးမနှက်ဖြံပဲမင်းငါနဲ့လာတွေ့မနှက်ဖြံ၁၂နှစ်ဘူရာယုံမှာငါမင်းကိုစောင့်နေမယ်လာခဲ့နော် ကောင်းပြီရှင်ပါရီမြောင်တလောက်တောင်မှကြောက်လန့်နေရတာလေမနှက်ဖြံကြရင်တော့အိမ်မှာရှိတဲ့လက်ဝဲလက်စာရိပတ်စံတွေအားလုံးယူပြီးတော့ရှင်းစီကိုအပီးပိုင်ထွက်လာခဲ့မယ်ကောင်းတယ်ကောင်းတယ်ဒါဆိုရင်တော့ငါတို့တယောက်အတူတူပျော်ပါလို့ရပြီနော် မန်ကျူနဲ့ဆိုရတော့နှစ်ယောက်လုံးအစီအစဉ်ရေဆွဲနေခဲ့ကြတဲ့အချိန်မှာအန်ကျူကလည်းတိုက်ဆိုင်သွားတဲ့အတိအများမှာရှိနေခဲ့ပါတယ်။သူမပုံနေခဲ့ပြီးသူတို့နှစ်ယောက်ပြောတဲ့စကားတွေကိုလည်းနားထောင်နေခဲ့ပါတယ်။ဒီစကားတွေအလုံးကိုကြားခဲ့ရတဲ့အခါမှာတော့အန်ကျူတယောက်တော်တော်လေးကိုလမ်းဖြန်သွားခဲ့ရပါတယ်။မန်ကျူရဲ့နေမှာမကောင်းတဲ့အကျင့်တွေရှိတယ်ဆိုတာကိုတော့ငါသိတယ်။ဒီလောက်ထိနေအောက်တန်းကြားလိုက်မယ်ဆိုတာကိုတော့ငါဘယ်တုန်းကမှမသိခဲ့ဘူးသိရဲ့လား။နောက်နေ့မှာတော့ဆန္ဒနာရီထိုးကြီးဝရယုံကို ရောက်ရှိလာခဲ့ပါတယ်။နေဘာလို့အစောကြီးရောက်လာခဲ့ရတာလဲ။ စနေနေ့လာမှဆိုအခု7နာရီတော့မချိုးသေးဘူးကျမဒီအတိုင်းအ мян ဆုံးထွက်လာခဲ့လိုက်တာဘဲကိုသွားမှလဲချက်ချင်းသွားကြတာပေါ့ဒါနဲ့အိမ်မှာရှိတဲ့ပတ်စံတွေလက်ဝဲလက်စားတွေအားလုံးကိုတော့မင်းယူလာခဲ့ပါရယ်နော်ဟွန်းကျမမယူခဲ့ဘူးလေလာနေရင်လည်းယူခဲ့လို့မရဘူးဒါနဲ့ရှင်ကကျမကိုတကယ်ချစ်တယ်မဟုတ်လားကျမတို့ချစ်ချင်းမေတ္တာကြမှာဒီပတ်စံတွေလက်ဝဲလက်စားတွေကဘယ်ကနေရောက်လာခဲ့ရလဲဒီစကားကိုကြားခဲ့ရတဲ့အခါမှာဆွာရပ်ကတော့ကြောင်သွားခဲ့ပါရယ်သူကလည်းအန်ဂျူကိုမန်ဂျူလို့ထင်မှတ်သွားခဲ့တဲ့အတွက်ပြောလိုက်ပါရယ် ငါရဲ့အချစ်ကပတ်စံမရှိဘဲနဲ့မဖြစ်နိုင်ဘူး။မင်းစီမှာပတ်စံမရှိဘူးလက်ဝဲလက်စားရမရှိဘူးဆိုရင်တော့ငါမင်းကိုမချစ်ဘူး။ပတ်စံလိုချင်တာအချစ်ကလေးရဲ့ပတ်စံပဲလိုချင်တာ။ဆွာရပ်ဒီစကားကိုပြောနေခဲ့တဲ့အချိန်မှာမန်ကျူရောက်ရှိလာခဲ့ပြီးဆွာရပ်ကိုပေါ်တစ်ချက်ထဲရိုက်ချပြလိုက်ပါရီ။ဒီနေ့မှပဲနင်းရဲ့အမှန်တရားကိုငါသိသွားတော့တယ်။နင်းကအတော်လေးကိုယုံမာတဲ့ကောင်ပဲ။မင်းကမန်ကျူဆိုရင် तू ကဘယ်သူလဲ။ तू ကအန်ကျူငါရဲ့အမပဲ။ဒီနေ့တို့ကြောင့်နဲ့ငါအမှန်တရားတွေအားလုံးကိုတီးခွင်ရှာသွားခဲ့ရ။ ဒီအချိန်မှာမန်ဂျူးကလည်းငိုနေနေပဲသူရဲ့အမအန်ဂျူးကိုတောင်းပန်လိုက်ပါတယ်။သူမရဲ့အမတွေအကုန်လုံးကိုလည်းသဘောပေါက်နားလည်သွားခဲ့ပါတယ်။အမရဲ့ညီမမှားသွားပါတယ်။ညီမအခွင့်လောက်ပါနော်။ဒီနေ့အမအကြီးကြီးကိုကျိုးလုံးမိတော့မလို့အမတော်မကယ်တင်ဘူးဆိုရင်တော့ကျမဘဝပြက်ပြီးဒုက္ခရောက်တော့မှမငိုပါနဲ့ညီမရေမငိုပါနဲ့လူဆိုတာအမနဲ့မကင်းဘူးနင်အမအန်ဂျူတယောက်လုံးရှိနေရတဲ့နဲ့နင်ဘဝမှာအမတွေကိုကျိုးလုံးမိစီရလားငါနဲ့ကိုကာကွယ်ပေးမှာပေါ့ဒီအချိန်မှာဆွာရပ်ကလည်းအခွင့်အရေးရတာနဲ့ချက်ချင်းထွက်ပြေးသွားခဲ့ပါတယ်ဒီအချိန်မှာ အန်ဂျိုယောက်ျားကရဲရဲကိုခေါ်ပြီးရောက်ရှိလာခဲ့ပါတယ်။စွာရပ်ကိုတခါရဲဖန်စီပြစ်လိုက်ပါတယ်။ကဲလူယုံမကောင်မင်းကအမျိုးသမီးတွေကိုလိမ့်လေလှည့်ပြားနေတယ်။အခုထောင်ထဲမှာသွားတည်ပြီးတော့အန်ဂျိုကဒီအစီအစဉ်တွေအားလုံးတယောက်ကြားနဲ့အတူတူရေးဆွဲထားခဲ့ရဖြစ်ပါတယ်။မန်ဂျိုအကြောင်းလေးကိုလည်းအမှန်အတိုင်းပြောပြခဲ့ပါသေးတယ်။ဒါကြောင့်ခဲဟုတ်ဖြစ်သူကလည်းသူ့ခင်မလေးကိုပြောခဲ့ပါတယ်။ကဲခဲမလေးရေအခုချိန်ကစပြီးဖြစ်ဖြစ်ခဲတဲ့ကိစ္စတွေကိုမေ့ပြီးတော့နင်းရဲ့ဘဝကိုတဖန်ပြန်လဲရှင်းတန်းလိုက်နော် အရိယာစောက်ရီမန်ဂျူလုံးဝပြောင်းလဲသွားခဲ့ပါတော့တယ်။ဒီတော့မှအန်ဂျူကလည်းတပ်ပြင်းချနိုင်သွားခဲ့ပါတယ်။ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့ဆိုရင်တော့ကျမတို့ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါဦးနော်။